တချို့ကျတော့လေ PUBG Mobile Server အတွက်ဖုန်းကောင်းကောင်းနေရှိတယ်ဒါပေမဲ့ gameplay ကလုံးဝမကောင်းတချို့ကျတော့လေဖုန်းမကောင်းဘူးဒါပေမဲ့ gameplay ကတော့လုံးဝရှယ်ပဲ တချို့ကျတော့လေဖုန်းလည်းကောင်းတယ် game play လည်းကောင်းတယ်တချို့က phone လည်းမကောင်း game play လည်းမကောင်းဒီလို player တွေတကယ်ကျတော့တွေ့ဘူးကြမယ်ဆိုတာသိကြပါတယ် PUBG Mobile လို့တော့လူတိုင်းဆော့တက်ပါတယ်အဓိကအခြေခံကျတဲ့အချက်တွေတင်ယူပြီးသွားပြီဆိုရင်တော့တနက်ကင်ပြီးရန်သူကိုပြစ်တာတော့လူတိုင်းပြစ်တတ်ပါတယ်ဒါပေမဲ့ဒီ game မှာကျွမ်းကျင်တဲ့ player တယောက်ဖြစ်လာဖို့ဆိုရင်တော့ game sense ကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ် close combat မှာဘလောက်ပဲဆရာကြားနေကြနေဒီရဲ့ game sense မကောင်းဆိုရင်တော့ game play ကလုံးဝအဆင်ပြေမှာမဟုတ်ပါဘူးဗျဒီ video မှာကျွန်တော်တကယ်ကျတော့ဒီရဲ့ game sense နဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ် game game sense ကောင်းဘာတွေလုပ်ရမလဲပထမအဦးဆုံးတော့ကျွန်တော် game sense ဆိုတာဘာလဲပေါ့ဗျာဒီမှာကျွန်တော် game sense နဲ့ပတ်သက်ပြီးအယိုးရှင်းဆုံးပြောရမယ်ဆိုရင်ဆိုကြပါစီပါကျွန်တော်ရန်သူကို tag rush မယ်ဆိုရင်ဒီအနေထားကျွန်တော် tag rush လို့အစဉ်ပြေလားမပြေဘူးလားဘယ်ချိန်တက်ရမလဲဘယ်ချိန်စုပ်ရမလဲဘယ်ချိန်ကျွန်တော်နေရာတစ်ခုမှာ hold လုပ်ပြီးနေရမလဲဘယ်ချိန်ကျွန်တော် zone ထဲမှာဝင်ရမလဲဒီရဆုံးဖြတ်ချက်တွေပေါ့ဗျာအဓိကကျွန်တော် game sense ပေါ်မှာမူတည်တာဖြစ်ပါတယ်ဒီရကျွန်တော် game sense ကောင်းဖို့အတွက်ပထမတစ်ချက်အရေးကြီးတာကတော့မြေပုံနဲ့ပတ်သက်ပြီးမှဘူတုတကောင်းကောင်းရှိရမှာဖြစ်ပါတယ်တကယ်ကျွန်တော်ဘယ်မြေပုံစော့လဲပေါ့ဗျာဥပမာဆိုကြပါစို့ဗျာကျွန် တော်ကိုလက်ရှိမီရာမာမြေပုံသွတ်ဆော့ခိုင်းလိုက်တယ်ဆိုရင်ကျွန်တော်ကမီရာမာမြေပုံစိုးနေကြအချင်းမရှိတော့အဆောက်အုံတစ်ခုတည်းဝင်သွားလိုက်တယ်ကျွန်တော်အပေါ်ထက်ဘယ်နာနေတက်ရအောင်လဲကျွန်တော်ဘာမှတိမမဟုတ်ပါဘူးဗျာဒီမှာကြည့်မယ်ဆိုရင်လေကားရှာရင်လည်းကိုတိုင်ပတ်သွားမှာဖြစ်ပါတယ်ဒီလိုပုံစံပေါ်ဗျာတကယ်ကျွန်တော်ဘယ်မြေပုံစိုးလဲအမြေပုံနဲ့ပတ်သက်ပြီးမှကျွန်တော်လုံးဝအကျွမ်းတဝင်ရှိရမှာဖြစ်ပါတယ်ဘယ်နေရာမှာကျွန်တော်ကာပါယူလို့ရလဲဘယ်နေရာနေကျွန်တော်ဘယ် angle လို့ဒီမှာကျွန်တော်ပစ်လို့ရလဲဘယ်နေရာမှာတော့ကျွန်တော်ဘယ်လိုပုံစံဂုံးလေးနေရှိတဲ့နေရာတစ်ခုချင်းစီရာစားတကယ်ကျွန်တော်မြေပုံနဲ့ပတ်သက်ပြီးမှလုံးဝကျွန်တော်အကျွမ်းတဝင်ရှိရမှာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတာကိုစင်းနေကြနေရာနဲ့ပတ်သက် lepimasu ino ပိုပြီးမှကျော်အကျွမ်းတဝင်ရှိရမှာပဲဖြစ်ပါတယ်ဗျဆိုကြပါစို့ဗျ Livic တွေပါတယ်ဆိုရယ်ဆိုရင်နေရာတစ်ခုပဲကျော်ကောင်းကောင်းစင်းဖို့ကြိုးစားပါဗျဥပမာကျော် Miss Thing မှာစင်းနေဆိုရင် Miss Thing မှာပဲစင်းပါဒီက Miss Thing နေရာနဲ့ပတ်သက်ပြီးမှလုံးဝပို့ရတဲ့ငွေကျော်အချက်အလက်တွေအကုန်လုံးကျော်နားလည်အောင်လုပ်ပါတည်အောင်လုပ်ပါဘယ်နေရာနေကျော်ဘယ်လိုပြစ်လို့ရလဲဘယ်နေရာမှာကျော်ဘယ်လိုပုံစံကာပါယူလို့ရလဲအမိုးပေါ်ကျော်ဘယ်ကနေဘယ်လိုတက်လို့ရလဲအစားရှိသဖြင့်အားလုံးပို့ဗျဒီက Miss Thing နဲ့ပတ်သက်ပြီးမှ information တွေအကုန်လုံးကိုပို့ဗျလေ့လာဖို့လိုတာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတာတော့အရာရာအားလုံးပို့ဗျ gun power နဲ့ပတ်သက်ပြီးမှလည်းအားလုံးမှကျော် join ချင်မှုရှိရ မယ်ဆိုတော့မန်ပါတယ်ဒိုင်းမေးပို့ဗျာအရာတစ်ခုမှတငယ်ချင်းတို့မာစတာဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်လုံးဝအကောင်းဆုံးပို့ဗျာဥပမာပြောရမယ်ဆိုရင်တငယ်ချင်းတို့ကစနိုက်ပါတို့ DMR တို့နဲ့ပတ်သက်ပြီးကျွမ်းကျင်မှုရှိနေတာလားဒါမှမဟုတ် close combat ပို့ဗျာ close range fight နဲ့ပတ်သက်ပြီးမှကျွမ်းကျင်မှုရှိနေတာလား Russian love ပို့ဗျာအယူရှင်ဆုံးပြောရမယ်ဆိုရင်တော့တငယ်ချင်းတို့ဒီမှာဘဲကောက်အောင်ကြိုက်တယ်ပို့ဗျာအကောင်နဲ့ပတ်သက်ပြီးမှလုံးဝအကျွမ်းတဝင်လုပ်ထားရမှာဖြစ်ပါတယ်ဥပမာဆိုကြပါစို့ဗျာတငယ်ချင်းတို့အနေနဲ့ Russian ပို့ဗျာ rush လုပ်ရတာကြိုက်တယ်ဆိုရင်တငယ်ချင်းတို့ဒီကလက်ပြပုံတို့မီးပလင်းတို့ကျဘယ်လိုပုံစံသုံးရမလဲဒါတွေကျကောင်းကောင်းတီးဖို့လိုတာဖြစ်ပါတယ်ဘောက်လက်ဆ ော်ကျော် rush လုပ်တဲ့အခါ gun power တစ်ခုတည်းလဲကောင်းလို့မရပါဘူးဗျ close combat မှာကြီးမယ်ဆိုရင်တကယ်ကျိုးအင်တိန်ကိုတက် rush တယ်ဆိုရင်ပေါ့ဗျချက်ချင်းကျော်ဝင်မှာမဟုတ်ပါဘူးဒီမှာကြီးမယ်ဆိုရင် mini blade တို့ရဲ့ grenade တို့ကျော်ပစ်မှာဆိုတာသိကြပါတယ်နောက်တစ်ခုကဆိုကြပါဆိုရင်တကယ်ကျိုး sniper တို့ DM တို့ကိုင်နေဆိုရင်ပေါ့ဗျဘယ်နေရာနေကျော်ဘယ် position ကို hold လုပ်ပြီးမှနေရမလဲဘယ်အချိန်မှကျော်ပြစ်ရမလဲရန်သူရဲ့ရွေ့ရှာမှုပေါ်မှာမူတည်ပြီးမှအခုပဲပြစ်ရမလားဘယ်အနေထားနေကျော်ဘယ်လိုပြစ်ရမလဲကျူပြစ်ရမလားဘယ်လိုပုံစံပြစ်ရမလဲပေါ့ဗျဒါတွေကျော်အားလုံးအကျွမ်းတဝင်ရှိရမှာဖြစ်ပါတယ်ဒါတွေလည်းတကယ်ကျိုးလက်ချင်းရမှာဖြစ်ပါတယ်ဒီကောင်းလည်းအရေးကြီးတာဖြစ်ပါတယ်ဒီမှာကျော်အ အရာရာတိုင်းမှာကျွမ်းကျင်မှုရှိရမယ်ဆိုတော့မှန်ပါတယ်ဒါပေမဲ့တစ်ခုမှပေါ်ရလုံးဝ master လုပ်ဖို့ကအရေးကြီးတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်က TPP စုံးနေတယ်ဆိုတော့ TPP ရဲ့အားသာချက်ကိုယူဖို့မမေ့ပါနဲ့ဗျကျွန်တော်ကအိမ်တိမ်မှာ rush လုပ်တယ်ဆိုရင်လုံးဝ blind ဝင်သွားတာမျိုးရှိပါတယ်ဘာမှအနေထားတွေမကြည့်တော့ဘူးပေါ့ဗျ အဲ့အနေထားမှာကြည့်မယ်ဆိုရင်တော့ကမ်ပါရီယာကျွန်တော်တို့ရှင်းလိုက်တာမျိုးရှိပါတယ်ဒါကြောင့်ပေါ့ဗျာဘယ်အနေထားမှာဆို TPP ရဲ့အားသာချက်ကိုယူပါ TPP နဲ့ကြည်ပါဒီမှာဘယ်လိုပုံစံပဲအနေထားမှာဘာတွေရှိလဲပေါ့ဗျာနောက်တစ်ခုအရေးကြီးတာကတော့နှစ်ချက်ကိုအသုံးပြုပါဗျာ PUBG Mobile မှာကြည့်မယ်ဆိုရင်အတန်းကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ဘောက်လစ်ဆိုတော့ဒီအတန်းပေါ်မှာမူတီမှာကျွန်တော်တို့က reaction ပေးရမှာဖြစ်ပါတယ်ရန်သူဘယ်ကနေလာလဲလေကားကနေကျော်တက်လာ ila ပဒင်းပေါက်ကနေကျော်ဝင်လာ ila ဒီအတန်းပေါ်မှာမူတီမှာကျွန်တော်တို့ကတနက်ပြရတယ် reaction shot ပေးရတာဖြစ်တဲ့အတွက်ဒီအတန်းကတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ကျွန်တော် player အများကြီးတွေ့ ဘူးပါတယ်နဂျက်နဲ့ဆိုမစောတဲ့ player တွေပေါ့ဗျာဒီမှာကျွန်တော်ဒီလို player တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တကယ်ပဲလေးစားပါတယ်နဂျက်မတက်ပဲကျွန်တော်ဘလူများစို့လေပေါ့ဗျာဒါပေမဲ့ game sense ငွေကျွန်တော်ကောင်းကျင်နေဆိုရင်တော့နဂျက်တက်ပြီးမှစောရမှာဖြစ်ပါတယ် နောက်တစ်ချက်အရေးကြီးတာတော့ kill message တွေပါတယ်ကျော်သတိထားဖို့အရေးကြီးတာဖြစ်ပါတယ်ကျော် third party တွေပါတယ်ဝင် join နေပေါ်ပြကျော် kill message တွေပါတယ်အလောက်ကြီးတော့သတိထားမိတာမျိုးမရှိပါဘူးဗျဒီကောင်အရေးကြီးတာဖြစ်ပါတယ်ကျော်ပါစဗျာကျော်အရှိမရန်သူရဲ့ team ကကျော် fight ဖြစ်နေတယ်ပေါ်ပြကျွန်တော်က third party ဝင် join ခြင်းနဲ့တခါတည်းဝင် join နေဆိုရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးဂျာညက်တော့မှာဖြစ်ပါတယ်ဒီလိုနေထားမှကြည့်မယ်ဆိုရင် kill message ကြီးရမှာဖြစ်ပါတယ်ဆိုကြပါစဗျာ kill message တွေတော့ကျော်အများကြီးတောက်လျှောက်တက်နေတာမျိုးရှိပါတယ်ကျွန်တော်အရှိမ fight ဖြစ်နေရန်သူကပေါ်ပြ DBS နဲ့ရန်သူတယောက်ကိုရှင်းလိုက်တယ်ဆိုရင်ဒီ kill message မှာကြည့်မယ်ဆိုရင် DBS နဲ့ရှင်း င်းလိုက်ကြောင်းပေါ်ပြတက်လာပါလိမ့်မယ်အဲ့လိုအနေထားဆိုရင်ကျွန်တော်ခက်မှန်းလို့ရတာဖြစ်ပါတယ်။ဟာရန်သူတွေကနော့ခေါက်ဖြစ်နေပြီဒီချိန်ဝင် join ရင်တော့ကွက်တီပဲပေါ်ရအဲ့လိုပုံစံကျွန်တော် strategy ကျွန်တော်လုပ်လို့ရတာဖြစ်ပါတယ်။ဒီမှာတကယ်ကျွန်တော် kill message တွေပါတယ်ဘာမှမချိပဲနဲ့သွားမယ်ရန်သူကအရှိရနှစ်ဖွဲ့လုံးကပေါ်ရလုံးဝ camp လုပ်ပြီးမှနေနေတယ်ကိုကပေါ်ရရန်သူတစ်ဖွဲ့ကိုရှင်းနေတဲ့အခါနောက်ကနေနောက်တစ်ဖွဲ့ကကိုကိုရှင်းနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ပေါ်ပြဒီက kill message ကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်။နောက်တစ်ချက်အရေးကြီးတာကတော့တနက်အတန်နဲ့ပတ်သက်ပြီးမှကွက်ကွက်ပြပြတီးဖို့လိုတာဖြစ်ပါတယ်။တနက်အတန်ကြားလိုက်တာနဲ့ဒီကောင်ဘာနဲ့ပြစ်လဲဆိုတာတကယ်ကျွန်တော်တီးရမှာဖြစ်ပါတယ်။တကယ်ချင်းအများစုအနေနဲ့ ော့ဒါနဲ့ပတ်သက်ပြီးမှကောင်းကောင်းသိကြမယ်ဆိုတာသိကြပါတယ်။ပေါ့လေဆိုတော့ game solar တဲ့တက်တန်ကလည်းတော်တော်လေးကိုကြာသွားပြီဆိုတော့အတွေ့အကြုံတွေအများကြီးရှိပြီးကြပြီဆိုတာသိကြပါတယ်။ဒီလိုအတန်တွေသိထားတော့ဆိုကြပါစို့ဗျာ။အရှိမကျတော့ AR မှာနေပြလိုက်တယ်ဆိုရင်ကျွန်တော်ကဘာအတန်မှမသိဘူး sniper or sniper ပဲဟာ M24 လာ K90 လာမသိပဲနဲ့ခေါင်းထွက်လိုက်တယ်ဆိုရင်တော့တခါတည်း knock out ဖြစ်သွားပါလိမ့်မယ်။အရှိရရန်သူကပေါ့ဗျာ short gun တွေပါတွေခိုင်ထားတယ်။ short gun တွေပါတွေကငွေချင်းအားလုံးအနေနဲ့ခွဲတက်ကြမယ်ဆိုတာသိကြပါတယ်။အရှိရ player ကကျော် AKM ခိုင်ထားလား short gun ခိုင်ထားလား Uzi ခိုင်ထားလားပေါ့ဗျာ။ဒီပေါ်မှာမူတီးမှကျော် rush team မှာ rush team ပေါ့ဗျာ။ဥမာကိုတယောက်တည်းရှိတဲ့အရှိ ီယာပလီယာရှော့ဂန်ကင်ထားတယ်ဆိုရင်ကိုယ်နောက်မှာကျော်ဘက်ကက်မရှိဘူးဆိုရင်ဟာဒါတော့တယောက်တည်းသွားလို့မဖြစ်တော့ဘူးပဲအပါခေါ်ခံရမှာပဲဆိုရင်ဘက်ကက်တွေပါတဲ့အနေထားပေါ်မှာမူဒီမှာစောင့်ရင်စောင့်ရမှာဖြစ်ပါတဲ့အဓိကပေါ်ရတဲ့ဂန်နေနဲ့ပတ်သက်ပြီးမှတကယ်ကျအတန်ကြီးကွဲကွဲပြားပြားတီးဖို့လိုတာပဲဖြစ်ပါတယ်ဗျနောက်တစ်ခုအရေးကြီးတာတော့အမအနေတင်ယူဖို့ကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ကျတော့ဂိမ်းထဲမှာဘာကြောင့်ပေါ်ဗျာရှင်းခံလိုက်ရလဲဥမာကျတော့ဘလို့ပုံစံအမလှုပ်လိုက်လဲပေါ်ဗျာဒီအမကိုနောက်တစ်ခါမလုံးမီဖို့ကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတာတော့ရန်သူနေရာမှာကိုကဝင်ကြီးတက်ရမှာဖြစ်ပါတယ်ကိုကရန်သူနေရာမှာရှိတယ်ဆိုရင်ကိုကဘလို့ ုပုံစံနဲ့စော့မလဲပေါ့ဗျာနောက်တစ်ချက်အရေးကြီးတာတော့တကယ်ကျွန်တော်ကိုကြိုက်တဲ့ပေါ့ဗျာ streamer တွေကိုကြိုက်တဲ့ player တွေအများကြီးရှိကြပါလိမ့်မယ်ကိုကြိုက်တဲ့ player ရဲ့ပေါ့ဗျာ game play တွေကြည့်ဖို့ကျွန်တော်ပြောလိုပါတယ် game play ကြည့်ုံနဲ့ပြီးသွားရလားမဟုတ်ပါဘူးဒီမှာကြည့်မယ်ဆိုရင်တို့ကဘလို့ပုံစံကစားလဲပေါ့ဗျာဘယ်အနေထားမှာကျွန်တော်ဘလို့ပုံစံတက်ပြီးမှ rush လုပ်လဲတို့ရဲ့ game play ကိုပေါ့ဗျာတကယ်ကျွန်တော်လိလာရမှာဖြစ်ပါတယ် game play ကိုလိလာတဲ့အခါလဲပေါ့ဗျာကိုကလုံးဝကြိုက်တဲ့ပေါ့ဗျာ player တယောက်တည်း game play ကိုမရှိဘဲနဲ့တခြားပေါ့ဗျာ player နှစ်ယောက်သုံးယောက်ရဲ့ game play တွေတကယ်ကျွန်တော်ကြည့်ကြည့်ပါတို့ရဲ့ play style လို့တကယ်ကျွန်တော်ကြည့်ကြည့်ပါဘယ်အနေထားမှာတော့တို့ကဘလို့ပုံစံ rush lash လို့လည်းဘဲနေထားမှာတော့သူတို့ hold လို့လည်းပေါ့ရဘဲပုံစံနဲ့ပြစ်လဲဘဲရကျော် utility တွေ smoke တို့ meebling တို့ကျော်ဘဲနေထားမှာကျော်ဘလိုပုံစံအသုံးပြုလဲပေါ့ဗျာသူတို့ရဲ့ strategy ကိုတကယ်ကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ဒီကနေ့တကယ်ကျွန်တော်တင်ယူရမှာဖြစ်ပါတယ်သူတို့စိုးနေတာတော့လုံးဝပေါ့ရဖုန်းကောင်းစားတွေ iPad ကောင်းစားတွေနဲ့စိုးနေတယ်ကိုယ့်စီမှာရှိတဲ့ဖုန်းကပေါ့ရလုံးဝကျော် budget phone mid range phone နဲ့စိုးနေရဆိုရင်လေပြဿနာမရှိပါဘူးဒီက strategy ပေါ့ဗျာ gain ကိုကျော်ဘလိုကစားနေလဲပေါ့ဗျာဒါတော့တင်ယူလို့ရတာဖြစ်ပါတယ်ဆိုကြပါစီဗျာသူတို့ကတနည်းနည်းမှာအမားတစ်ခုလုံးမိတယ်လို့ရှင်းခံလိုက်ရတယ်ဆိုရင်ဒီရဲ့အမားကျော်ဘလိုပုံစံအမားလုံးလိုက်လို့လေကိုသာအနေအမှာရှိတယ်ဆို င်ကိုကဒီအမောင်းမလုံးမီဖို့ဘာတွေလုပ်ရမလဲပေါ့ဗျာဒါတွေတကယ်ကျွန်တော်လေ့လာရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်အဓိကတော့တကယ်ကျွန်တော်ဒီက gameplay တွေကိုပေါ့ဗျာ enjoyment အနေနဲ့တော့ကြည်ပါဒါပေမဲ့ဒီက gameplay တွေကနေလည်းသင်ယူမယ်ဆိုရင်သင်ယူစရာတွေအများကြီးရှိတာပဲဖြစ်ပါတယ်ဗျာနောက်တစ်ချက်အရေးကြီးတာတော့သင်ယူပြီးမှလည်းမပြီးပါဘူးဒီကောင်ကလက်တွေ့အသုံးချရမှာဖြစ်ပါတယ်ဒီနေရာမှာကြည့်မယ်ဆိုရင် practice ပေါ့ဗျာလေ့ကျင့်မှုကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်တကယ်ကျွန်တော်နေ training ground နဲ့ဝင်ပြီးမှလေ့ကျင့်မှာလက်ရှိအချိန်မှာကြည့်မယ်ဆိုရင် warm up ထဲမှာလည်းလေ့ကျင့်လို့ရတဲ့မြေပုံတွေအများကြီးတွေ့မိရတာမျိုးရှိပါတယ်ဒီမြေပုံတွေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်အမြန်ဆုံး video တစ်ပုဒ်တင်ပေးပါမယ်ဒီက ြေပေါ်နေမှာသွားရင်တကယ်ကျွန်တော်လေ့ကျင့်လို့ရတာမျိုးရှိပါတယ်။နောက်တစ်ခုကဆိုကြပါစီဗျာတကယ်ကျွန်တော် classic တို့ပေါ်ရ ultimate rival လို့မစောခင်ပေါ်ရလက်နွေတဲ့သဘောအနေနဲ့ဒီမှာကြည့်မယ်ဆိုရင်တော်တော်လေးကိုကောင်းတဲ့ warm up တွေစောတာမျိုးပဲဖြစ်စေနောက်တစ်ခုက TDM တွေပါတယ်စောတာမျိုးပဲဖြစ်စေ training ground တွေသွားရင်မှကျွန်တော်လေ့ကျင့်တာမျိုးပဲဖြစ်စေခဏပေါ်ရအနေငယ်ကျွန်တော် minute အနေငယ်အတွက်ဒီကောင်တွေလှုပ်ဖို့ကျွန်တော်ပြောလို့ပါတယ်လက်ကိုကျွန်တော်အနေနဲ့အသားချောင်းကိုလှုပ်ပါဒါပြီးမှတကယ်ကျွန်တော်အနေနဲ့ classic mode တို့ ultimate rival လို့စောချီပါတော်တော်လေးကိုကျွန်တော်အဆင်ပြေမှာဖြစ်ပါတယ်အခုကျွန်တော်ဖော်ပြပေးလိုက်တဲ့အချက်တွေ live လုပ်တယ်ဆိုရင်တော့အတိုင်းအတာတစ်ခုထိပေါ်ရတကယ်ကျွန်တော် game sense ကတိုးတက်ပါလိမ့်မယ်အတိုင်းအတာတစ်ခု ီးဘာကြောင့်ပြိုလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ရလဲပေါ့ဗျာ game sense အလောက်ကြီးကောင်းတာမျိုးမရှိပါဘူးဗျာဒီမှာကြည့်မယ်ဆိုရင် game ဆိုလာတာတော်တော်လေးကိုကြာပြီဖြစ်ပါတယ်ဒါပေမဲ့ game sense ကတော့အလောက်ကြီးမကောင်းပါဘူးဗျာဘောက်လစ်ဆိုတော့ဒီက game sense နဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့လိချင်းနေဆိုရင်တော့တူတက်မှာဖြစ်ပါတယ်ဒါပေမဲ့တရားမှာတရားတော့တူတက်မှာမဟုတ်ပါဘူးဗျာ game sense ဆိုကလေးကနေဒါပင်ကိုပေါ့ဗျာတကယ်ကျလို့စီမှာပါလာရမှာဖြစ်ပါတယ်ပင်ကိုအရေးချင်းပေါ့ဗျာကျွန်တော်လဲဒါနဲ့ပတ်သက်ပြီးမှတော့ရှင်းပြရတယ်နေ့လေးကျွန်တော်ခတ်ပါတယ်ပင်ကိုအရေးချင်းကျော်ပါလာရမှာဖြစ်ပါတယ်လိချင်းပြီးမှလုတ်ယူလို့ရတာဆိုတော့မန်ပါတယ်ဒါပေ မဲ့အဲ့အထက်မှာပေါ့ဗျာဒီဆိုပင်ကိုအရေးချင်းပေါ့ဗျာအစကတည်းကကိုယ်စီမှာပါလာတဲ့အရေးချင်းရှိရပါလိမ့်မယ်ငယ်ချင်းတို့အနေနဲ့ဒီက game sense နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာတကယ်ချင်းတို့အမြင်ကိုကျေးဇူးပြု comment မှာဖြေကြားပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်ပြောလင်းပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ